ကလုံးမင်္ဂလာပါကောက်တော်နေပါရှင်အလုံးခဏေတာသမီးတွေကျမရှင်းတာကြပါစေနော်လူတယောက်ကနော်သူမျိုးကိုကိုပြောတော့မယ်ဆိုလို့ရှိရင်နော်ကိုအရင်မှန်ရှိကိုသွားပါနော်ပြီးတော့ကိုရဲ့ရုပ်ကိုတိချကြည့်ပါပြီးတော့အဲ့သူမျိုးကိုပြောမယ့်စကားကိုနော်သူ့ကိုပြောပေးပါလို့နော်အဲ့ဒါဆိုရင်သူကြိုက်မလားအဲ ူလေးမကြိုက်ဘူးလေနော်အဲ့ဒါကြောင့်ကိုမကြိုက်တဲ့စကားကိုသူမြောက်ကလေးမပြောပါနဲ့လို့နော်လူတယောက်ကကွယ်နော်အဲသူမြောက်မလုပ်တဲ့အလုပ်တွေလုပ်တယ်နော်သူမြောက်အဲ့တဲ့အချိန်မှာသူကအဲစူးစမ်းနေတယ်နော်အဲသူရဲ့အာမန်နဲ့သူရဲ့ခွန်အားနဲ့နော်သူကသူယုံထားပြီးတော့သူအရှိကိုသွားနေတာပေါ့နော်အဲအဲ့လိုသွားနေတဲ့လူကဆိုရင်ကွယ်နော်ဆွေချတယ်အုပ်စုလိုက်နော်အဲထိုးတယ်လက်ညှိုးတွေထိုးတယ်လက်ညှိုးတွေထိုးတယ်နော် ဲ့ဒါကိုကိုကနော်အော်သူကမျိုးကိုဖက်မှာရှိမလို့ပေါ့လေနော်အဲကိုကသူ့အကူတောက်ကြည့်တာပေါ့နော်အဲသူကထိုးထက်ပြီးတော့ထိုးသူပါထက်ထိုးသေးတယ်လို့နော်အဲ့ဒါကြောင့်နော်လူလူချင်းနော်အဲတယောက်ကိုတယောက်တန်ဖိုးထားစီရှင်လေနော်လောကကြီးမှာမေတ္တာတယောက်ကတကယ်ကိုအရေးကြီးဆုံးပါနော် မေတ္တာတရားမရှိလို့ရှိရင်အဲ့ဒီနေအဲ့ဒီအရေးဝန်းမှာနေရတဲ့လူဟာတအားပူလောက်ပါတယ်เนาะပြီးတော့เนาะ အခုခိုက်ကနော်လင်းနေသူကိုထူပေးပါ အောင်းနေသူကိုအားပေးပါဆိုတာမဟုတ်တော့ဘူးအခုကပြောင်းပြန်ဖြစ်သွားပါပြီလို့နော်လင်းနေသူကိုတက်နေပါအောင်းနေသူကိုဖိပါဆိုပြီးတော့ပြောင်းပြန်ဖြစ်သွားပါပြီနော်အဲ့ဒါကြောင့်အရာရာမှာ ကိုနဲ့နှိုက်ဆိုင်ပြီးတော့တွေးပေးကြပါလို့နော်ဘသူမစုပေါ့ကွယ်နော်အနုကူဘဝအခက်ခဲနဲ့ကိုတိုက်ပွေဝင်နေကြရတယ်နော်ယုံကန်နေရတာလေစူးစမ်းနေရတယ်နော် အမားလေအဲ့လိုပဲတခိုက်ကြစဉ်းစားတယ်ပေါ့နော်။အော်ဒီလောက်အကောင့်လုတ်ပါရင်လည်းဘာဖြစ်လို့ဒီလိုအဲတိုက်ခိုက်ရှင်ကြတာလည်းမသိဘူးလို့နော်လောကကြီးကနော်။အဲဘာဖြစ်လို့အဲ့လိုပြောရှင်နေကြတာလည်းမသိဘူးလို့နော်။အဲ့တော့ကျွန်တော်တခိုက်ကြရင်လေဖယောကိုလေဟို အော်ကြားတယ်ကွယ်ဂျေဇူးလေးတင်နေနော်ဖယောင်းကလေအော်ဘလို့များသိခံပြီးတော့ဘလို့များကြော်ဖြက်ခေတာလေးမသိဘူးလို့နော်အဲတကယ်လေးကြည်ညိုတယ်တကယ်လေးလေးစားတယ်နော်အဲတကယ်ရှိလိရှိတယ်ဖယောင်းမျက်နှာမြင်လို့ရှိအမြဲတမ်းစိတ်လေးစိတ်ချမ်းသာတယ်เนาะအဲ့ဒါကြောင့်เนาะအမတို့နိုင်ငံမှာရှိတဲ့လူတွေကအကုန်လုံးကဗုဒ္ဓဘာသာလေးကြီးပါပဲဒါမျိုးဗုဒ္ဓဘာသာအဲ လေရှိတဲ့အကုန်လုံးဘာသာစုံရှိတာပေါ့နော်အဲအဲ့ဒါကြောင့်တယောက်ကိုတယောက်မေတ္တာပေးနိုင်ကြပါစေနော်မေတ္တာတိတာတကယ်အရှမ်းပါတယ်နော်ရွှေဒီစိန်ဒီနဲ့ပြီးတော့မှမဆုံးဖြတ်ပါနဲ့နော်လူဆိုတာအကုန်လုံးသူမှသူတန်ဖိုးနဲ့သူရှိပါတယ်အားလုံးအားလုံးမေတ္တာပေးနိုင်ကြပါစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်